ဒီမြောက်တော့ပြောပါဆန်းကြောင်းမေးလေးမှာဖြိုးလိုက်ရအောင်ထမင်းနဲ့ကြက်တန်းဟင်းလေးကိုပျော်ပျော်ပွားပွားတက်စားကြမှာဖြစ်ပါတယ်ဖြိုးမလို့လို့အဆုံးထိကြည့်ပေးကြပါအောင်ရှင်တော်ရဲငါပြောရွက်နဲ့ပဲစားတော့မှာပါဆိုင်ကြည့်တော့ပါအလုံးမေမေလာပါရှင်ဖြိုးရဲ့ page ကနေပြန်လဲကြိုးစားလိုက်ပါရယ်အုံထမင်းနဲ့ကြက်တိုင်းချက်ဖို့အတွက်ဖြိုးကအိမ်မှာပဲမီလာနေတော့ဒါလွယ်လွယ်ကူကူပေါင်းအုံးနဲ့ချက်မှာပေါ့နော် ်အရင်ဆုံးဆန်လေးတွေကိုတေချာပြအောင်ဆေးပြီးရင်တော့ဖြို့တို့အုံလို့ကိုတဖူးထည့်ပါမယ်ပြီးရင်တော့ရေဟိုကြတော့ဖြိုးနှစ်ဖူးနဲ့တဝက်ထည့်လိုက်တာပေါ့နော်ဆန်သုံးမှုမှာရေသုံးမှုတဝက်ထည့်ရတာဆိုတော့လေပြီးရင်ကျွတ်နီလေးစိတ်ထားတာလေးထည့်မယ်အရသာအတွက်တကြားနဲ့စားလေးထည့်ပါမယ်ပြီးရင်တော့စီလေးထည့်ပါမယ်ကဲတို့နှက်အောင်တေချာမှွေပြီးရင်တော့ဖြိုးတို့လွယ်လွယ်ကူကူပေါင်းနဲ့ပဲချက်လိုက်တော့မှာပေါ့နော် ကဲအုံထမင်းချက်ထားတဲ့အချိန်မှာဖြိုးဝါကြက်သားလေးတွေကိုအရသာနေထားပေးပါမယ်အရသာအတွက်စားထည့်တယ်ဥစားကြီးရွှေစုံဟင်းခမုတ်လေးကိုသူ့ရဲ့အညွန်တိုင်းဖြိုးလို့ထည့်ပေးရတာပေါ့နော်အညွန်လေးကလေဒီအထောက်ရဲ့အနောက်မှာပပေးတာပဲတည်လား ်ပြီးရင်တော့အယောင်လေးလှအောင်အယောင်တမုတ်ရယ်ဆွလင်းမုတ်ရယ်ထည့်ပြီးတော့ဖြိုးလို့တေချာနယ်ပေးပါမယ်ကျက်တာနယ်တဲ့အခါအရသာဝင်အောင်လို့ဖြိုးလို့တေချာနှံ့အောင်လို့နယ်ပေးရမယ်နော်ကဲပြီးရင်ကျက်တာလေးတွေကိုအရသာနှက်ထားလိုက်ပါတော့မယ်ကျက်တာနှက်ထားတဲ့အချိန်မှာဖြိုးတို့ကထမင်းအိုးဆက်ကြည့်မှာပေါ့နော်အုံထမင်းကိုပေါင်းအုံနဲ့ချက်တဲ့အခါကြလို့ရှိရင်လေဖြိုးတို့ကဒါခဏခဏမှွေပေးရမယ်နော်မဟုတ်လို့ရှိရင်ဒီအုံတို့တွေကလေအိုးမှာကတ်သွားတက်လို့ပါအောင်ထမင်းကိုလေပေါင်းအောင်နဲ့ချက်တာအရန်လွက်ကူရဲတိလား။ကဲခုနေထားဆိုလို့ရှင်တော့ဖြိုးရဲ့အောင်ထမင်းလေးတွေရပါတော့မယ်။ ယ်ခုဆိုလို့ရှိရင်တော့ဖြိုးရဲ့အရန်မွေးကြိုင်တဲ့အော်တိုမင်းလေးရာသွားပါပြီ။ကဲစက်တာဟင်းလေးဆက်ချက်လို့ရပြီပေါ့နော်။စတာချဖို့အတွက် oral ကိုစီလေးထည့်မယ်စီပူလာရင်တော့ကြိတ်ထားတဲ့ကျွတ်တွန်အဖြူနီနဲ့ဂျင်းလေးကိုထည့်ပေးလိုက်ပါတယ်အယောင်လေးလှအောင်အယောင်တင်မုန့်နဲ့ဆွနှင်းမုန့်လေးတွေပါထည့်လိုက်ပါတယ်ပြီးရင်တော့ဖြိုးရလေးအရသာလေးပါပို့ပြီးတော့ကောင်းသွားအောင်လို့ဒီအိုစာကြီးရွှေစုံဟင်းခတ်မုန့်လေးတစ်စုံနဲ့ငံပြားကြီးလေးပါနည်းနည်းပေါက်ထည့်လိုက်ပါတယ် ပြီးရင်တော့ခုနကအရသာနေထားတဲ့ကြက်သားလေးတွေကိုတခါတည်းထည့်လိုက်ပါမယ်ဒီကြက်သားချက်တဲ့အခါမှာဖြိုးတို့ကရေမထည့်သေးဘူးပေါ့နော်သူ့ရေနဲ့သူပဲအရင်ဆုံးချက်ပေးပါမယ်နှောင်းလို့မှွေပြီးရင်တော့ဖြိုးတို့အဖုံးလေးခနာအုပ်ထားပေးလိုက်ပါမယ်ချိုးချက်တာလေးရေတော်တော်ထွက်တယ်တိတာဖြိုးတို့ဒါဒီရေတွေကိုခန်းထဲထိဖြိုးတို့ချက်ပြရမှာပေါ့နော် ယ်ခုဆိုလို့ရှိရင်ရေလေးခမ်းပြီးတော့ဆီလေးပြတ်လာပြီဆိုလို့ရှိရင်ဖြိုးတို့နောက်ထပ်အပြင်ရေထပ်ထည့်ပေးရမှာပေါ့နော်ကဲအဲ့ဒါမှဒီချက်သားလေးကနူးမှာပေါ့ကဲပြီးရင်ထပ်ပြီးတော့ပြန်အောက်ထားပြီးလိုက်ပါမယ်ကဲရေလေးခမ်းသားပြုတ်လာပြီဆိုရင်တော့ဖြိုးတို့ဒါမဆလာလေးအုပ်ပေးလိုက်ပါမယ်ကဲခုဆိုလို့ရှိရင်တော့အုံထမင်းနဲ့အရန်လိုက်ဖတ်တယ်ဆောက်လို့ကောင်းတဲ့စက်တိုင်းရင်စီပြန်လေးရသွားပါပြီ။ဟိုမင်းကိုတည်းတွေ့ကြမှာမဟုတ်ဘူး။ ဖြိုကလေအုံထမင်းနဲ့ကြက်သားဟင်ကိုအိမ်မှာမစားခြင်းဘူးဒီစမ်းချောင်းပွေးမှာစားခြင်းလို့ပေါ့နော်ချက်ခဲ့တာပေါ့နော်အခုတော့စမ်းချောင်းပွေးကိုရောက်ပြီဆိုတော့စားပါလို့ပဲလိုက်ခဲ့ကြအောင်နော်ဒီကြောက်ဖြာမှာစားမယ်ကဲကွာတော့ဒါဖြိုလို့စားမယ်ပကံပေါ့နော်တော်ရဲငါပြောရွက်နဲ့ပဲစားတော့မှာပါကဲတော်တော့ပါဝါစားပါမယ်ဒါအုံထမင်းထဲထုံးပြီးဒါတော့မှာအုံထမင်းပေါ့နော်ခုနချက်ခဲ့တဲ့အုံထမင်းရေကြက်သားဟင်ပူပူနွေ့နွေ့လေးရေဒါတော့မြေပန်းကပိမြေပန်းကပိကကျွတ်ကျွတ်နဲ့ထုတ်ခဲ့ တမီးရောဒါပေးသုံးလို့လေဒါတမီးချက်ခဲ့တာဒီရွှေစုံဟင်းထမောင်းနေအခုကြက်တားဟင်းကိုဒါနဲ့ပဲချက်ခဲ့တာပြန်ရင်ဒါပါဒီကနော်အေးပြီးမှဟင်းလဲစားကြည့်အောင်တမီးလဲရအများကြီးပဲဝါပုံရောပဲဒါကဘာလဲကဲဖေးပူဒီလေးစားပါဟုတ်ကွာစားတော့မယ်နော်ပူပူနွေ့နွေ့လေးချက်ခဲ့တာစမ်းချဝင်းမှာကွက်တိပဲ ်ဘူးလို့ရရတာကောင်းဒီလိုရာဒီရောက်ပြီဆိုရင်လေဒီမှာစမ်းချောင်းလေးတရားလေးအဲ့လိုစမ်းရည်တန်လေးနဲ့နားထောင်လို့ကောင်းအောင်လို့ပဲအေးချမ်းလို့ပဲ နွေရသည်ဆိုလို့ရှိရင်တော့6ကလောက်တော့လာလို့မကောင်းဘူးเนาะဒါအခုချိန်ဆိုဖြိုးခဏခဏရောက်ပြီးဒီစမ်းကြောင်း ကောင်းရောပါညံအုပ်ပြီလဲကောင်းတယ်နော်ဒီလိုကြောင်းလာကောင်းတယ်အင်းသမီးသမီးချတဲ့ကြတာဟင်စားကောင်းရလားစားကောင်းရရပါဘူး။ဘာကြောင့်ဟင်ခမုတ်တက်တက်လို့ဟင်ခမုတ်ပြီး SME တို့ဟာလာတို့ FDA certificate ကလည်းရတဲ့အတွက်ကျမရေးနေလည်းညွတ်တယ်။အဲလူမျိုးပါတာမျိုးစိတ်ချစွာစားလို့ရတယ်။ အခုတက်တိုင်းရင်ထက်တာစားကောင်းတယ်နော်သူကတူတမျိုးတည်းတောင်းတာဟွန်းသမီးကောင်လေးတော့ချိုးဥစားကြီးဟင်းခမုံနဲ့ချက်ထားလဲတက်တာဟင်းထဲမှာဒေါ်မီးသမီးနဲ့မိန်နေပြီမဟင်းနဲ့အများကြီးရယူမလေးပူလားကိုလည်းသမီးထားယူရဟမ်ဘာဖြစ်တယ်မကြတော့ဘာဖြစ်ကြမှာအားအားပါ Em ra, sao hết anh nghe sao giờ là gì không rồi Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn ဟာတောက်ကောင်းလို့ပဲကဲဖြိုးကတော့ထမင်းမိန်သွားပါပြီဖြိုးတို့လိုထမင်းစားမိန်နေတယ်ဆိုလို့ရှိရင်တော့ဒီအိုစာချေရွှေသွုံးဟင်းခတ်မုတ်လေးတုံပြီးတော့ချက်ကြည့်နော်အရန်စားကောက်ပါလေရှင်ကဲနောက်ဘောရကြာလို့ရှိရင်တော့ဖြိုးဘာလေးချက်ပြပြီးဘယ်သွားပြပြီးဘာလေးစားပြအောင်မလဲဆိုတာဆက်လက်ဆက်မှတ်ကြည့်ဝေးကြပါဦးရှင်တတ်တာ